်။ဒီပြဟာကတော့မဟုတ်တော့တာကြောင့်လီဗာကူဆင်ကိုချော့တက်လို့မရတဲ့ PSG ားအလုံးမမြင်ကြလားပါပြီးခဲ့တဲ့ရာသီမှာတောသားချက်ပေါက်တို့အတင်ကတခါမှမရခဲ့ဘူးတဲ့ဒမ်ပလာကြီးကိုကင်ပြောင်းနိုင်ခဲ့ပါတယ်ဆရာကြီးတွေရှိတုန်းကအသေးအံစူးစမ်းတာတော့မရခဲ့တဲ့ဒမ်ပလာကိုဆရာကြီးတွေအကုန်မရှိတော့မှပဲရရှိလာခဲ့တာဖြစ်ပါတယ်အထူးချန်ပီယံတောသားတို့အတင်ကဒီနေ့ဒမ်ပလာမှာဆိုရင်တော့အချိန်နည်းကောင်းနေသေးတယ်လို့ပြောလို့ရပါတယ်ဂိုကြီးနဲ့အက်ဂလန်လာတို့ကိုအနိုင်ယူထားနိုင်နေပြီးတော့တတိယပွဲစဉ်နေနဲ့ဒီဘာဂူဆင်တင်းနဲ့ဆုံပေးရမှာဖြစ်ပါတယ်ဒီဘာဂူဆင်တင်းဟာဟကရုံးလက်ထက်မှာရလက်တွေဆူရထားတယ်ဆိုပေမဲ့အခုတော့နီးပြားဟကရုံးဟုတ်တော့တာကြောင့်အတင်းကလည်းရှော့တ်လို့မရတော့ပါဘူးဒီဘာဂူဆင်အတင်းက ားဒီရဒီမာနီပြရာဒီလွန်ဆွနဲ့အတူကစားသမားကောင်းတွေကိုပါလက်လွတ်ထားခဲ့ရပါတယ်။အကြောင်းလူရှင်းအင်အားကလည်းပြီးခဲ့တဲ့ရာဒီတွေကလည်းမတောင့်တင်းတော့ပါဘူး။ဒါ့အပြင်လီဗာကူဆန်ဘက်မှာဒဏ်ရာပြဿနာကြီးလည်းများပြားနေခဲ့ပါတယ်။ခန်စစ်ကဝန်ဆာနဲ့ဗက်စကွတ်တို့အပြင်ကွင်းလေကပလာစီယိုနဲ့အိုက်စစ်ကပက်ထရီရှင်တို့ကပါဒေါ်သားတို့နဲ့ပွဲစဉ်ကိုဒဏ်ရာကြောင့်လည်းချော်ထားမှာဖြစ်ပါတယ်။ဘက်ကဒေါ်သားတို့ဘက်မှာတော့ကွင်းလေကဖာဘီယန်ရူစ်နဲ့ဂျာဂိုနက်ဘတ်စ်တို့နှစ်ဦးစလုံးကဒဏ်ရာကြောင့်လည်းချော်ထားမှာဖြစ်ပါတယ်။ပုံကြီးကတော့ပြန်ကစားနိုင်ပြီဆိုပေမဲ့ပတ်ထွက်ကစားသမားအနေနဲ့တော့မမြင်နိုင်ပြီပါဘူး။ဒေါ်သားတို့ရဲ့တိုက်စစ်မှာဘာကူလာဘရမ်ဘို Rose နဲ့ Cabrera Skilia တို့ကိုပဲပွက်ထုတ်လာနိုင်ပါတယ်။ Rivalguson အသင်းကရာသီအစနီးပြဟကတုံးရဲ့လက်ထက်မှာရလက်တွေတော်တော်လေးဆူရထားတဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့နီးပြအပြောင်းလဲတွေလုပ်ပြီးရနောက်ရလက်တွေလည်းပြန်ကောင်းလာသလိုဒမ်ဘလာမှာတော့နိုင်ပွဲမရသေးဘဲနဲ့နှစ်ပွဲကစားပြီးနှစ်ပွဲတည်ကြထားပါတယ်။ Baga PLG အသင်းကလည်းပြည်တွင်းပွဲတွေမှာနှစ်ပွဲဆက်တည်ကြထားပြီးတော့နိုင်ပွဲပျောက်ဆုံးထားပါတယ်။ PLG အသင်းရဲ့တိုက်စစ်ကဂိုးရီရနေတယ်ဆိုပေမဲ့ခန်းစစ်ကတော့အချိန်ကြီးဆုံးနေပြီးတော့ဂိုးရီပြန်ပေးထားရတာဖြစ်ပါတယ်။ပြင်သင်းရသမိုင်းကြောင်းတစ်လျှောက်မှာ2014ခုနှစ်ဒမ်ဘလာ16သင်းစင်မာတို့ကဆက်ရတွေ့ဆုံထားခဲ့ကြပြီး တော့အကြောစလုံး PFG ကပဲကိုပြတ်အနိုင်ရရှိထားပါတယ်။လက်ရှိမှာတော့ PFG တင်းကလည်းအကြပိုင်းဖြစ်နေတယ်လို့ဒီဘာကူဆင်တင်းရဲ့အင်ဂွန်းနဲ့ဖြစ်နေတာကြောင့်သင်္ကလာလွယ်ကူမှာတော့မဟုတ်ပါဘူး။ဒီဘာကူဆင်အနေနဲ့အင်ဂွန်းမှာထင်းကန်လာဖို့ရှိနေတာကြောင့်တေးပွဲတွေဖြစ်လာမယ်လို့ပဲထင်မိပါတယ်။စုံလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။